မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူတွင်အချုပ်သားနှင့်အကျဉ်းသားအချုပ်စစ်မှုတန်းခေါ်ဆောင်ခံရဟုသတင်းထွက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှက်ခိုင်းပြီးကြောက်ဖြူမျိုးရှိမျိုးမရဲ့စကန်နဲ့အကျင်းထောင်တို့အတွင်းမှာအရကတက်တော်အေအေနဲ့ဆက်ဆက်တန်တရားဖြင့်ဖန်စီချုပ်နောက်ခံထားရသည့်အချုပ်သားနှင့်အကျင်းသားအချုပ်သည်ပျောက်ဆုံးမှုရှိနေပြီးစစ်မှုထမ်းရန်ခေါ်ဆောင်ခံရသည်ဟုသတင်းများထွက်ပေါ်နေပါသည်အေအေနှင့်ဆက်ဆက်သည်ဟုဆိုကာစေကောင်စီကဖမ်းဆီးထားပြီးအမိမချရသည်သည့်ကြောက်ဖြူမျိုးမရဲစခန်းအတွင်မှအချုပ်သားအချို့သည် ပြီးခဲ့သည့်ဇွန်လမှစတင်ကကြောက်ဆုံးမှုရှိနေသည်ဟုသတင်းရင်းမြစ်အမျိုးသမီးတအူကသတင်းဌာနသို့ပြောပါရယ် မြို့မရစခန်းမှာချုပ်ထားတဲ့လူငယ်လူလက်အရွယ်တချို့ပျောက်နေတယ်။ပျောက်တာကတခါတည်းပျောက်တာမဟုတ်ဘူး။နည်းနည်းချင်းစီခေါထုတ်သွားတဲ့ပုံစံအဓိကအေးအေးနဲ့ဆက်ဆက်တဲ့ဆိုပြီးအချုပ်ချခံထားရတဲ့သူတွေကျမတို့ကြားတာကတချို့ကလည်းစစ်မှုရန်တင်တဲ့တပ်ဖို့စီယုံခံရပြီးစစ်သားအဖြစ်အသွွသွင်းခံရတာတွေလည်းရှိတယ်ကြားတယ်။အဓိအကြတော့ကျမတို့လည်းတေချာမသိရဘူးဟုပြောပါတယ်။ ။ရှင်းအပြင်အေအေနှင့်ဆက်ဆက်တန်စရာဖြင့်ထောင်တန်းအမိတ်ချမှတ်ခံထားရသည့်အကျဉ်းသားအချို့သည်လည်းကြောက်ဖြူအကျဉ်းထောင်မှနေ၍စစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စာယာဖယုံထံခေါ်ယူစစ်ဆေးခံရပြီးဒညဝတီရေးတပ်ဌာနချုပ်တို့ပို့ဆောင်ခံရသည်ဟုကြောက်ဖြူဒေသခံအမျိုးသားတအူကသတင်းဌာနသို့ပြောပါရယ်။ အေအေနဲ့ဆက်ဆက်ပြီးထောင်ချနေတဲ့အချင်းသားတချို့ကိုစာရဖာယုံတွေရဲစခန်းတွေကိုခေါ်ပြီးစစ်တယ်။ပြီးတော့တချို့တွတ်တွတ်လက်လက်ကြမ်းကြမ်းမာမာရှိနေတဲ့လူငယ်လူလတ်အချုပ်သားတွေကိုဓညောက်ဝတီရေတက်စခန်းကိုပို့လိုက်တဲ့ကြတယ်။ဒီတလနှစ်လအတွင်းမှာပါတက်ခါရဲပို့တာမဟုတ်ဘူးအတုပ်လိုက်အတုပ်လိုက်ပို့တာဟုပြောပါတယ်။ယခုလက်ရှိပျောက်ဆုံးနေသည့်အချင်းသားနဲ့အချုပ်သားများမှာမြေသည့်နေရာတွင်ရောက်ရှိနေမှမသိရသည့်အပြင် ပြည်မဘတ်တို့ပြည်သူစစ်တင်နံတက်ရန်စေလွတ်ခံရကြောင်းလဲဒေသအတွင်းသတင်းများထွက်ပေါ်နေပါတယ်။ရခုသတင်းနဲ့ပတ်သက်ပြီးသတင်းဌာနအနေဖြင့်တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါ။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကစစ်တွေအကျဉ်းထောက်မှနိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား352ဦးကိုစစ်ကောင်စီရစ်တပ်စစ်ရေးရင်များဖြင့်အေယာဝတီတိုင်းပသိမ်အကျဉ်းထောင်သို့ ထောင်ပြောင်း၍ပို့ဆောင်လိုက်ပြီးဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအောက်တိုဘာ12ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိတွင်ကြောက်ဖြူမျိုးနယ်အတွင်းဂုံးချိန်တိုက်နယ်ရှိအမှတ်32ရဲတပ်ရင်းအနီးပြိုင်းစစ်ကိအနီးအနာဝင်ကျင်မလကျွန်းဧရိယာဝင်ကျင်နှင့်တစ်ပုတ်တောင်တိုက်နယ်ဒညဝတီရဲတပ်ဌာနချုပ်အနီးရှိကတ်တပြေဝင်ကျင်တို့တွင် AA နှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေသည်ဟုသိရပါတယ်။ဆလပီရေမြို့နယ်အာယူတောင်ရွာရှိစစ်တပ်၏ခမာရ343တပ်ဝ ွဲမှာစကန်ကုံတစ်ခုကိုရေးဘလူအဖွဲကတိုက်ခိုက်သိမ်းပိုက်တဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ရွာရှိအကြံဖတ်စစ်တပ်၏ခမာယ343တပ်ဝင်းမှာစကန်ကုံတစ်ခုကိုဝင်းရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းရေးဘလူအဖွဲကပြောဆိုပါတယ်။ဇွန်လ10ရက်နေ့နနက်9နာရီခန့်တွင်ရေးမြို့နယ်အာယူတောင်ရွာရှိအကြံဖတ်စစ်တပ်၏ခမာယ343တပ်ဝင်းမှာစကန်ကုံကိုရေးဘလူအဖွဲကဝင်းရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ရင်တိုက်ခိုက်မှုသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစကန်ကုန်းကိုရေဘလူးအဖွဲ့ကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါတယ်။ထိုစကန်သိမ်းတိုက်ပွဲအတွင်းရေဘလူးအဖွဲ့မှတပ်သားထက်မြတ်မောင်ခေါ်အသီးလေးတိုက်ပွဲအတွင်းကြာဆုံးခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးရေဦးမြို့ပေါ်တွင်ကင်းလည်နေသည့်စစ်ကောင်စီတပ်သားများကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းရေဦးမြို့မကြီးတော်ရပ်ကွက်အတွင်ကင်းလည်နေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်းဟူဂါရီလာ LDPF ရေဦးအေဖုံသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ကိုမျိုးကသတင်းဌာနသို့ပြောကြားပါရင်ဇော်လာ30ရက်နေ့နနက်9နာရီခန့်တွင် ရေဦးမျိုးမကြီးတော်ရက်ွက်ရှိဘိုးရုပ်ကစိုးဦးဆောင်သောဟူဂါရီလာ LBTF ရေဦးအဖွဲ့ကစာတင်ကျောင်းအပွင့်ပေါက်ကျောင်းတကတွင်စစ်ကြုံပညာရေးစနစ်အလိုမရှိစာတန်းချိတ်ဆွဲပြီးမိုင်းတလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ကစစ်ကောင်စီပညာရေးရန်နေရာမလဲပတ်နိုင်ရန်တတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရင် ရင်းနှီးည9နာရီခန့်တွင် ရေဦးမြို့မကြီးတော်ရက်ွက်ရှိရှေးဟောင်းဖျားများရှိရာနေရာကိုကင်းပတ်နေသော အကြံဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ကိုဘိုးရုပ်ကစိုး၏ညွှန်ကြားမှုဖြင့်ဘုဂါရီလာရေဦးအဖွဲ့ကထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထုံမိုင်းခွဲတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်သား၄ဦးဒဏ်ရာရကတေဆုံးမှုရှိတော့လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေတော်လန်ရေးရဲပေါ်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးလေးကောင်တန်းရရတယ်။ចောင်းပညာကြီးကိုသူတို့ကဖီအားပေးပြီးသူတို့ကဥဆောင်ဖွင့်ခိုင်းတာ။ပထမကចောင်းပညာကြီးရန်တရာမလဲပတ်ဖို့ចောင်းရှိကိုတတိပေးဖောက်ခွဲခဲ့တာ။ည9နာရီမှာခင်းလဲတဲ့ကောင်တွေကိုချက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။စစ်ခွေးတွေပြန်လဲပြစ်ခတ်တာမျိုးမရှိဘူး။ဖောက်ခွဲခဲ့တဲ့ပတ်ဝန်းကျင်ကပြည်သူပိုင်းတွေအိမ်တွေကိုအတင်းအကျပ်လိုက်ဆင်နေတယ်။နနေခင်းဖောက်ခွဲမှုအပြီးမှာလဲစကစတန်ပြားကာကားတစီ ကားအသေးနှစီးနဲ့မကြီးတော့ရက်ွက်မှာရှိတဲ့စာတင်ကျောင်းလမ်းပိုင်းမှာအင်းအားအများပြားနဲ့လုံခြုံရေးယူပြီးမိုင်းတွေဆက်လက်ရှာဖွေနေတယ်။ဒီထက်ပိုကျန်တဲ့မြို့တွေမစ်ရှင်တွေဆက်လက်လုပ်မှာဖြစ်လို့ပြည်သူတွေအနေနဲ့တတိထားသွားလာကြဖို့မြင့်တာရက်ကန်ချင်ပါတယ်ဟုဘုတ်ဂါရီလာ LBDF ရေဦး A4 တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ကုညိုကပြောဆိုပါတယ်။ ဆက်လက်ပြီးကိုဝင်မိုးနိုင်ကိုထောင်ဝန်စာပို့ခွင်ကန့်သက်ပြီးတန်ချေချင်းခက်ကတိုက်ဖိတ်တားဆီးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မုံရွာတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်ကိုပါစင်နဲ့ထောင်ဝန်စာဧည့်တွေခွင်ကန့်သက်ထားပြီးတန်ချေချင်းခက်ကတိုက်ဖိတ်တားဆီးဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတဲ့ရင်ထုတ်ပြန်ပါတယ်။ ဇော်လ12ရက်ကမုံရွာအကျဉ်းထောင်ကနေမန္တလေးအိုးပိုအကျဉ်းထောင်ကိုပြောင်းရွှေ့ခံခဲ့ရတဲ့မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ဟာတန်တုံးနဲ့ရိုင်းနှက်ခံရမှုကြောင့်နှစ်ဖူးခွဲတန်ရာရရှိပြီးသွေးထွက်လွန်ကသတိမမျောသွားခဲ့ကြောင်းကိုဝေမိုးနိုင်ဟာစေကူတာမှုခံယူရမယ့်အခြေအနေအထိရောက်ခဲ့ပေမယ့်ထောင်အာဏာပိုင်တွေကထောင်တွင်းစေယုံတို့ပို့ဆောင်ကူတာပေးခြင်းမရှိခဲ့ကြောင်း PPNM ကတတိပေးပါတယ်။ ကြပြင်ကိုဝေမိုးနိုင်သတိပြန်ရတာနဲ့တပြိုင်နက်ခြေချင်းခတ်ပြီးတီးကြတိုက်မှာတိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်းပါဆယ်နဲ့ထားဝင်းစားဧည့်တွေခွင့်ကိုပါကန့်သက်ထားကြောင်း PPNN ကဖော်ပြပါတယ်ကိုဝေမိုးနိုင်လက်ရှိတော့သွေးအားနေတဲ့အခြေအနေတော့ဖြစ်တယ်ခန္ဓာကိုယ်ကလည်းဝိတ်ရှိတဲ့အခါမှာတန်ခြေချင်းကတော်တော်လေးတော့စိတ်ပိုင်းဆိုင်ရာအခက်အခဲပိုဖြစ်စေတယ်တန်ခြေချင်းတွေခတ်တာတော့နန်းလျှောက်ရတဲ့အခါမျိုးမှာခြေထောက်တွေနာကျင်ထိခိုက်တာမျိုးတန်ကြီးစားတာမျိုးဒါတွေပါဖြစ်ပါတယ် ီးတော့ရိုက်နှက်ခံရတဲ့ဒဏ်ရာကပြင်းပြင်းထန်ထန်လေးရထားတော့လုံလောက်တဲ့ဈေးကူတမှုလည်းမရတဲ့အခြေအနေတကူမှာတော့အသက်ရှင်တန်ပိုင်ခွင့်ကိုပေါ်ပေါ်တင်တင်ချင်းချောက်ခံရတဲ့ဖြစ်စဉ်တွေဖြစ်နေတယ်လို့ပြောကြင်ပါတယ်လို့ PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါတယ်စစ်ကောင်စီဟာစွန်လ12ရက်ကကိုဝင်မိုးနိုင်တဲ့နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားအကျဉ်းသူ200ဦးဝင်ကျင်ကိုမုံရွာအကျဉ်းထောင်ကနေမန္တလေးအိုးပိုအကျဉ်းထောင်ကိုထောင်ပြောင်ရွှေ့ခဲ့ပါတယ် ထောင်ပြောင်းနဲ့ရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေကထောင်ပိုးဝါမှတင်ရိုက်နှက်နှိပ်စက်ခဲ့ကြတယ်လို့သိရပါတယ်။မုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကို UTP အကျဉ်းဦးစီးဝန်ထမ်းအရာရှိတအူကနေ တန်တုံးနဲ့စတင်ရိုက်ရကနေတခြားအကျဉ်းသားတွေကိုပါရိုက်နေခဲ့တာလို့သိရပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်မုံရွာမြို့မှာအေးချမ်းစွာဆန္ဒပြခဲ့တဲ့မုံရွာတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်ကို2021ခုနှစ်ဧပြီလ15ရက်ကစစ်တပ်ကနေကားနဲ့တိုက်ဖမ်းပြီးထောင်ချခဲ့ပါတယ်။အဲဒီနောက်ကိုဝင်မိုးနိုင်ကိုပုံမှန်ပေါင်းစုံနဲ့စစ်ကောင်စီကတရားစွဲဆိုပြီးထောင်ဒဏ်290ကျော်ချမှတ်ထားပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။